အားလုံးဝမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးပါမယ်။ဘဲကွာ ADF ဘက်ကိုပါ Trump ဈေးကွက်ဆက်ထွန်းလာတဲ့သတင်းနဲ့အတူ Trump နဲ့သားများမပါဝင်သော Trump All အရှုပ်တော်ပုံရဲ့သတင်းကိုတက်ဆက်ပေးသွားခြင်းပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ ထမပုံအနေနဲ့ Bitcoin ETF တွေဘက်ကိုပါ Trump ဈေးကွက်ချက်လာတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ Trump ပိုင်တဲ့ social media platform တစ်ခုဖြစ်တဲ့ True Social ကတော့ Bitcoin ETF တွေရှောက်လိုက်ပါပြီ။ Bitcoin ETF တွေကို Trump Media အောက်ကနေတဆင့်လဲပတ်သွားမှာဖြစ်ပြီးတော့ NYSCR က Exchange ပေါ်ကနေ list လုပ်သွားဖို့စီစဉ်ထားပါတယ်။ Trump Bitcoin ETF အတွက်တေကာနဲ့ management fee ဘယ်လောက်ရှိမလဲဆိုတာကိုတော့မသိရသေးပဲ crypto.com ရဲ့ custodian company တစ်ခုဖြစ်တဲ့ Forest DX Trust ကို Custodian အနေနဲ့သုံးသွားမှာဖြစ်ပါတယ်။အခုလက်ရှိမှာ Bitcoin ETF ဈေးကွက်ကလုပ်ငန်းစုကြီးတွေကြီးစိုးထားတဲ့ဈေးကွက်တစ်ခုဖြစ်လာနေပြီးတော့ BlackRock ရဲ့ IBIT ETF တစ်ခုတည်းရဲ့တန်ဖိုးတင်ဒေါ်လာ69ဘီလီယံနေပါရှိနေပါတယ်။ Trump ရဲ့ Bitcoin ETF တွေကိုသာ US SEC ဘက်ကခွင့်ပြုပေးလိုက်ပြီး ETF ဈေးကွက်ထဲဝင်လာမယ်ဆိုရင်တော့ Trump ရဲ့သမရယာရုံးနဲ့ကိုဂျိုးစီဝါပဋိပက္ခတွေဖြစ်လာနိုင်ကြောင်းဝေဖန်သူတွေလည်းရှိနေပါတယ်။ ဒါပေမဲ့ဝေဖန်မှုတွေကြားကနေပဲ Trump တယောက်သူ့ရဲ့ crypto လုပ်ငန်းတွေကိုစက်တွင်လာလိုက်တာအခုဆိုရင် NFT collection ၄ခု USD stable coin တစ်ခု meme coin တစ်ခု defi platform တစ်ခုနဲ့ bitcoin etf တွေအထိပါရောက်လာပြီဖြစ်ပါတယ် က်လက်ပြီးတော့ Trump နဲ့သားများမပါဝင်တဲ့ Trump Wallet အရှုပ်တော်ပုံရဲ့သတင်းကိုတင်ဆက်ပေးစီမှာတယ်။ဒီနေ့ကတော့ Trump နေ့ဖြစ်ပါတယ်။ Trump by True Social ကနေ Bitcoin ETF တွေရှောက်ကြောင်းကြီးညာလိုက်ပြီးနောက်မှာကိုပိုင် Trump Crypto Wallet ထုတ်မှဖြစ်ကြောင်းကြီးညာလာပြန်ပါပြီ။ဒီ Wallet အကြောင်းကို Trump Mint Coin ရဲ့တရားဝင် X account ကနေတင်ထားခဲ့တာဖြစ်တယ်လို့ Solana NFT Marketplace တစ်ခုဖြစ်တဲ့ Magic Eden ဘက်ကနေလည်းတင်ထားတာကိုတွေ့ရပါတယ်။ ။မကြေတန်ရဲ့ expose မှာတော့ tremor နဲ့အတွက် wireless မှာပါဝင်ပြီးတော့ဒေါ်လာ1 million ဘို trump token တွေပေးမယ်လို့ဆိုထားတာကြောင့် airdrop သဘောမျိုးလောင်းမဲ့သဘောရှိပါတယ်။တခုရှိတာကတော့ Trump Wallet မှာ Trump မိသားစုကပါဝင်ပတ်သက်မှုမရှိဘူးလို့အတီးလင်းညှင်းဆိုထားတဲ့အချက်ဖြစ်ပါတယ်။ Trump ရဲ့သားအငယ်ဆုံးဖြစ်တဲ့ Baron Trump ရဲ့ပထမအဆုံး export မှာ Trump မိသားစုက Trump Wallet နဲ့ပတ်သက်မှုလုံးဝမရှိကြောင်းအတီးအလင်းညှင်းဆိုထားတာကြောင့် Trump တို့ဘာအကွက်တွေရွှင့်နေလဲဆိုတာကစိတ်ဝင်စားစရာဖြစ်ပါတယ်။ ထရမ့်မြေသားအကြီးဖြစ်တဲ့ Eric Trump ဆိုရင်ဒီ wallet ကထရမ့်စီကနေခွင့်ပြုချက်မရထားပါဘူး။ကျွန်တော်တို့အဖွဲ့အစည်းနဲ့လည်းလုံးဝမသိသလိုခွင့်ပြုချက်မရထားတဲ့ project တခုမှာကျွန်တော်တို့နာမည်ကိုအသုံးချတဲ့နေရာကအတော်လေးဂယူးဆိုင်မိမှာပါဆိုပြီးတော့ Magic Eden ရဲ့ expo မှာ share ထားခဲ့ပါတယ်။တပန် Eric Trump ရဲ့ post ကိုလည်း Trump ပိုင်းနဲ့ WLFI platform X account ကနေထပ်ပြီးတော့ share ထားခဲ့တာကြောင့် Magic Eden ဘက်ကနေ Trump နာမည်သုံးပြီးတော့ wallet ထုတ်တာလား။ ဒါမှမဟုတ် trend နဲ့သားများက PR stand တစ်ခုအနေနဲ့လူပြောများအတင်းဘူးကန်ညင်းနေကြတာလားဆိုတာကအချိန်တစ်ခုကြာတဲ့အခါအဖြစ်ပေါ်လာမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ပို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trading လုပ်တဲ့မှာ fitness account ပြင်ရမယ့်အခုကိုကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့တော်တော်ရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ